ချဲသီဖန်တယောက်ရဲ့ခံစားချက်မင်္ဂလာပါကိုကင်းချဲသီဖန် page ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေ။ဒီလူတွေကချဲသီနဲ့ပတ်သက်တဲ့ page တွေ channel တွေပေါ်လေကျွန်တော်တင်သွားမယ်။ဒီ chat event တရားရဲ့ခံစားချက်မှာများသောအားဖြင့်ကျွန်တော်ပောက်ကွဲနေတာများတယ်ဆဲဆူနေတာများတယ်ပေါ့နော်တကယ်တမ်းအဲ့လိုပြောကျင်လားဆိုရင်တော့ကျွန်တော်ဟိုမပြောကျင်ဘူးကျွန်တော်မနေ့ထိမ့်သိမ့်ပြီးပြောပေမယ့်ခါလီကြရင် ချဲသီပရိသတ်တယောက်အနေနဲ့ချဲသီပရိသတ်တွေနဲ့အတူတူအဲ့လိုရင်ဖွင့်ခြင်းတယ်ဆိုတော့အဲ့လိုစိတ်ခံစားချက်လေးရှိတဲ့အတွက်ကျွန်တော်ဖွင့်လိုက်တာဗျာကျွန်တော်လည်းဘလုံးဝဲသုံးသက်သူဘလောက်ပဲတမာတမက်ကြရဲဂျားနေပဲပြောပြောလူသားဗျာခါကြရင်လည်းပေါက်ကွဲမှုလေးတွေရှိတာပေါ့နော်တိုးတော့နေရာတိုင်းမှာတော့ပေါက်ကွဲမနေခြင်းဟုတ်ကိုချဲသီဖန်အချင်းချင်းကြတော့ ဘယ်လိုပြောမလဲရင်ဘတ်ချင်းလဲနီးတယ်ခံစားချက်ချင်းလဲနားလဲတယ်အဲ့လိုနေရာတွေမှာကျွန်တော် sharing လုပ်တာတော့များပါတယ်အဲ့ဒီခါလေးကြာရင်တော့တခြားအသင်ပြိတ္တတွေပါမြင်လဲမြင်ပါဘောနော် content မရှိလို့တင်လိုက်တာရှိတယ်ထားပါအဲ့တော့ကျွန်တော်အခုဖြစ်မိနေတဲ့စိတ်ခံစားချက်ကလွန်ခဲ့သောနှစ်အဲနှစ်ခေါက်သုံးခေါက်လောက်တင်တဲ့ video တွေနဲ့တော့မတူဘူးဘောနော်နည်းနည်း positive sound တယ်ဒီပွဲကိုစမြင်လိုက်ခရေက ျွန်တော်ခံစားချက်လေးတစ်မျိုးရတယ်။အဲ့ဒီလိုမျိုးခံစားချက်ကဒီအသင်းကိုနှစ်ကာလကြာရှည်သွားအားပေးနေတဲ့ပရိသတ်တွေရတဲ့ခံစားချက်မျိုးကျွန်တော်ဘယ်တည်းရရဘူးလဲဆိုရင်ဒီ2000အဲ့ဒီစနစ်ဟိုက2000နှစ်အနောက်မှာ2000ခုနှစ်ကကျွန်တော်အရင်စရတာ United နဲ့ Gan နဲ့ Champion League Final တုန်းက တော့ကလေးပဲရှိသေးတယ်။၁၀တန်းအောင်ပြီးကြသားလောက်ပဲရှိအောင်မင်းများထားပါ။အဲ့ပြောချင်တာအဲ့ဒီအချိန်မှာကျွန်တော်တို့ဟိုလိုစိတ်ခံစားချက်ကြီးကလေးနေတယ်ဗျာ။ဟာတကူဖြစ်မလားမသိဘူး။အဲ့လိုမျိုးလေးကိုလေးနေအစင်မပြေဘူးဗျာ။တကယ်ပနတီကန်တဲ့အချိန်ကြတော့လေကျွန်တော်တို့ကန်သွင်းခွင့်အတာကြီးရတယ်။အတာကြီးရသည့်တိုင်အောင်နောက်ဆုံးချိန်ခါမှာကျွန်တော်တို့ရှုံးသွားတယ်။ဒါပေမဲ့2000စနစ်မှာကျွန်တော်တို့ဖြစ်နေတဲ့စိတ်ခံစားချက်ကြီးအဲ့လိုဒီဖလားကိုငါတို့ရမယ်ဆိုပြီးလုံးဝယုံကြည်ချက်ရှိနေတယ်။မူလာကိုသွင်းသွားတဲ့အချိန်မှာတော့မှကျွန်တော်အဲ့လိုစိတ်ထဲမှာဘာမှမဖြစ်ဘူး။ ယုံကြည်ချက်ကြီးတစ်ခုရှိနေတစ်ခုပြန်လုံးပြမယ်လို့ကျွန်တော်ထင်နေတာတကယ်တမ်းလည်းဖြစ်ခဲ့တယ်အဲ့ဒါလို့အဲ့ဒါလို့စိတ်ခံစားချက်ကောင်းမွန်မှုနဲ့ကြီးခဲ့ရတဲ့ပွဲတွေလည်းတခြားတခြားတခြားသောပွဲတွေအများကြီးရှိမယ်လို့ထင်တယ်အနည်းငယ်ဆုံးပြောရမယ်ဆိုရင်ဒီ FIFA Club World Cup PSG နဲ့ဘူလူတဲ့အချိန်တုန်းကပေါ့မျိုးစုံတော့ဒါဝေဘန်ထောက်ပြစနောက်မှုတွေရှိကြမှာပဲအဒီဘလာကိုတပွဲတို့ပလန်နဲ့ကစားသွားတယ်ပဲဖြစ်ဖြစ်ဘာဖြစ်ဒါပေမဲ့ PSG ကကျွန်တော်ဆိုလို့ကျွန်တော်ငပိုးအသင်းမဟုတ်ဘူးဗျဘယ်အသင်းမဲ့လာလာတီးထုတ်တဲ့အသင်း တော့အပွဲစဉ်မှာ PSG ရဲ့အဓိကနည်းနည်းအထလေးသွားတဲ့အပိုင်းကိုဖိနင်းပလိုက်တာဗျ။ Chelsea ကအဲ့ဒီဖိနင်းတာမှန်သွားတဲ့အတွက်ကြောင့်နိုင်သွားတယ်။တကယ်လို့သာသူတို့ဖိမနင်းဘူး PSG ကိုကြွကျဲနေမယ်ဆိုရင် PSG ပြန်စီးသွားနိုင်တယ်။ PSG နည်းနည်းလေးအထလေးသွားတာမှားသွားတာ။အဲ့တော့ပြောချင်တာကအဲ့ဒီ PSG နဲ့ပွဲကပုံစံအခင်းချင်းမျိုးကျွန်တော်ဒီနေ့မြင်ခဲ့ရတယ်။အဲ့လောက်တော့လူရင်အားကြီးက fit မဖြစ်တော့ဘူးဗျာ။ PSG နိုင်ပွဲတက်ကိုဒီပွဲကိုကျွန်တော်ပို့ပြီး ချဲတီကိုအတိမတ်ပြုချီကျူးခြင်းတယ်ဟိုချီကျူးတင့်တဲ့နေရာမှာလဲချီကျူးရမှာပဲပေါ့နော်ဟိုအားမလို့အားမရဖြစ်လို့ဟိုဝက်ချလောင်းလုပ်တဲ့အခါမှာဆဲတာဘာညာတော့ရှိလိမ့်မယ်အဲပြောတာဆိုတာတော့ရှိလိမ့်မယ်တကယ်နိုင်သွားတဲ့အခါမှာလဲဒီကောင်လေးတွေရဲ့ကြိုးစားအားထုတ်မှုတည်ဘရုမသေးဘူးနော် PSU ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကလူစင်းစုဖွဲ့မှုကတော်တော်လေး solid ဖြစ်တယ် PSG ကိုမင်းပါလဲငါပါလဲမေးနိုင်တယ် Liverpool ကိုအခုနိုင်တာနိုင်သွားတာလူစင်းရရှင်မယ်ဆိုရင်ကျွန်တော်တို့ဘာမှအားရစရာမရှိဘူးဟာဘရိုတို့ စီဘီတွေမရှိတော့ဘူးလေစီဘီတွေမရှိတော့ဘူးလေ reach chain ရဲ့ natural position က RCB လေး CB ကစားနိုင်တယ်ဆိုရင်ပဲတကယ် main position က sorry RCB တော့ဖြစ်တယ် right back လေး Harto ကလည်း CB ဖြစ်ပေါ်ထွန်းခဲ့တယ်ဆိုတော့မှန်ပေမဲ့ပြီးခဲ့တဲ့တရာဒီလုံးက CB ကစားသမားဖြစ်၃ဘွဲပဲကစားခဲ့တယ် left back တွေကြီးပဲတောက်လျှောက်ကစားခဲ့တာကျွန်တော်မှမျက်လုံးပြူမျက်စံပြူနေဟာသွားပြီးတေးပြီးငါတို့ CB လည်းတကောင်းမှမရှိဘူးဆိုကျွန်တော်မှကြောက်အောင်နေတာဒါမဲ့လေအကောင်းဆုံးထိန်းချောင်းပြီးတော့ဟန်ချန်ညီညီနဲ့ကစားသွားခဲ့တယ် ဒါကဟိုချယ်ဆီရဲ့ဟိုစိတ်တက်တဲ့ဇေယျလက္ခဏာကျင်လက္ခဏာပြန်ပြီးကျွန်တော်တို့မြင်ရတာပဲကျွန်တော်တို့ချယ်ဆီကိုဘာကြောင့်ကြိုက်လဲဆိုတော့ကစားကွက်တွေကောင်းလို့မဟုတ်ဘူးဟိုရင်ဟိုဒါ10ရီတို့เนาะဒါကျွန်တော်ဇိုလာကိုလက်ထက်ခဏဖယ်လိုက်ပါတော့အဲ့ခင်မာတဲ့ကလည်းချယ်ဆီကအဲ့လိုတီးတာလီဆောက်တို့ဘာလို့ဆိုအဲ့လိုပုံစံမျိုးအရင်ကစားကွက်ကောင်းနေတာမဟုတ်ရလက်တွေကောင်းနေတာမဟုတ်ထားလိုက်အဲ့ခစ်ကအရင်ကြသွားခဲ့ကျွန်တော်တို့လည်းပွဲအများနဲ့မကြည့်ရဘူးပွဲအများနဲ့ကြည့်ရတဲ့ခစ်ကဒါမော်ရီညိုခစ်ပဲဆိုပါတော့ဗျာ အဲ့ချိန်မှာလဲချက်စီးသည်အဲ့လိုကစားကွက်အလားပါတယ်ဟာပတ်စက်တီအများကြီးယူဆော့တာတို့ဘာလို့မရှိဘူးတိုးတော့ဘာကောင်းလဲဆိုတော့တိုက်ပွဲဝင်လို့စိအပြည့်ရှိတယ်မိနစ်60လုံးတိုက်ရခိုက်ရစိအပြည့်နဲ့ရှုံးသည်ဖြစ်စေနိုင်ပြီဖြစ်စေချက်စီးသားသမားတွေကတီးမယ်ကွာဆိုတော့စိတ်မျိုးယူကျွန်တော်တွေကြိုက်ပြီးချက်စီးပြိတ္တတွေဖြစ်ခဲ့ကြတာအဲ့ဒီနေ့ပွဲစဉ်မှာ ဲ့လိုမျိုးပုံစံကျွန်တော်မြင်ခဲ့ရတယ် reaching ရဲ့ဦးဆောင်မှုတွေအရင်ကောင်းနေဗျာဟုတ်ကဲ့တလက်ဆက်တိုင်းမိဆက်ပေးချင်တာကတော့ကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုကုညီပတ်မိုးထားတဲ့ senior agent တောချက်စီမှာမောင်း96အိုင်ဘတ်ခွန်ရှိကို9ဒလုံးမစ်တိုကို member တဲ့ bonus unit ဖြစ် bonus တွေနဲ့တပတ်နှစ်ချိန်ယုံကြည်စိတ်ချသွားကစားလို့ရပါတယ်ခင်ဗျအသေးသေးသိချင်တယ်ဆိုရင်တော့ဘာဘာနံပါတ်3998938830မှာဝင်ရောက်စုံစမ်းမေးမြန်းလို့ရပါတယ် liverpool ရဲ့စုံမှုချင်းကိုခံခဲ့ရတဲ့ရှုံးမဲ့အခွင့်အရေးကိုဒါရနေပြီ လီဗာပူးလီဗာပူးအခွင့်ရတော့မဟုတ်ဘူးနော်ရှုံးမဲ့အခြေအနေကိုကြုံတွေ့နေရတယ်လီဗာပူးအနေနဲ့ကျတော့နိုင်မဲ့အခွင့်ရရနေပြီကျွန်တော်ကတော်တော်ကြောက်နေပြီပြုတ်နေပြီလုံးဝမယုံကြည်တော့ဘူးဒီလူစင်းကြီးဗျာဘရိုရှိုးလိုက်အန်โซဖာနန်ဒက်စ်ကလည်းလုံးဝ defensive action ကောင်းတာမဟုတ်ဘူးဒီလောက်ထိနောက်မှလူမရှိရတော့မှသူ့မှာနောက်ကိုဆင်းပြီးတော့မကူနိုင်ဘူးအဲ့လိုမျိုးရင်တမမနဲ့အခြေအနေကနေနိုင်သွားတာအဲ့တော့ကျွန်တော်တို့ဒီနိုင်ပွဲကနေခွန်အားတွေအများကြီးရမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ဒီခွန်အားတွေကနေတစင်ရှေ့တက်ဖို့လိုတယ် တော့ရှစ်တက်မယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တစ်ခေါက်က0လေးလုပ်ဘူးတယ်ကျွန်တော် November 27မတိုင်ခင်ထိလာမသိကဲမဲ့ပွဲတင်နေသည်အရင်မခတ်ခဲ့ဘူးအခု Liverpool နဲ့ပွဲတင်ရမထင်မှတ်ပဲဒါမထင်မှတ်ပဲလို့ပဲကျွန်တော်သုံးလိုက်မယ်ဗျာနော်ကျွန်တော်ကတော့တည်ရလောက်ပဲမှန်တာမထင်မှတ်ပဲကျွန်တော်နိုင်သွားတဲ့အတွက်ပိုကောင်းတယ်ရှေ့ပွဲတပွဲရှုံးနေမှုကိုကျွန်တော်တို့တပွဲမဟုတ်ပါဘူးနှစ်ပွဲပေါ့နော်နှစ်ပွဲလောက်ရှုံးနေမှုကိုကျွန်တော်တို့နည်းနည်းလေးပြင်ပြီးတော့ ကာမိသွားသေးတယ်မတော်တဆကျွန်တော်လီဗာပူးကိုသာရှုံးသွားမယ်တည်ကြသွားမယ်ဆိုတော့အဲ့ဒီအမက်ရောမှုတွေကတိတ်မကာမိဘူးအခုကတော့ပြန်ပြီးတော့ကာသွားတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ချက်စီးနေနဲ့အနိုင်သုံးမှတ်ထက်ကိုပို့ပြီးတော့ရခဲ့တယ်လို့ယူဆတယ်အဲ့တော့ရှေ့ပွဲတွေမှာဆိုရင်ဒါကျွန်တော် United တို့နော် Bayern Munich တို့တောက်လျှောက်ရှုံးထားတယ် Brentford ကိုလည်းတည်ကြထားတယ်နောက်ဆုံးကစားထားတဲ့ပွဲတွေမှာဆိုရင် Brighton ကိုရှုံးထားတယ်ဒါတွေကနေပြန်လဲနိုးထနိုင်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ Chelsea အနေနဲ့ ဒီနိုင်ပွဲကနေရတဲ့ခွန်အားစိတ်ဓာတ်တွေနဲ့အတူနောက်လာမယ့်ပွဲစဉ်တွေကိုအကောင်းဆုံးရင်ဆိုင်ကြော်ဖြတ်နိုင်ဖို့ပဲကျွန်တော်မျှော်လင့်နေ International break တွေရောက်လာတာမကောင်းဆိုရင်လည်းတစ်ခုလည်းကောင်းတယ်။ဘာလဲဆိုတော့ Chelsea မှာကစားသမားတွေနာနေတာတွေတပုံကြီးပဲလူငယ်လူရွယ်တွေပါဗျာအဲ့ CB တနေရာမှာထည့်လိုက်အဲ့ Liverpool တပွဲတဲ့အစီအမံမှာနောက်ပွဲကြရင်ဘာဖြစ်မယ်မလဲမသိဘူးနောက်ပွဲ Nottingham Forest နဲ့တွေ့ရမှာအဲ့တော့ကျွန်တော်ကတော့ဒီတစ်ပတ် International break ကိုကြိုဆိုတယ်။ Chelsea ကစားသမားတွေအတွက်လည်းတကယ်ဝမ်းသာ ဂုံယူမိပါတယ်ဒီတပွဲတဲ့ကစားလို့ဘာမှမဖြစ်သွားဘူးဆိုတာမှန်ပေမဲ့ဒီလိုနိုင်ပွဲကနေပြန်ပြီးတော့ကိုယ်စိတ်တက်ကိုပြန်လဲမွေးမြူအောင်ဖြစ်တဲ့အတွက်ကြောင့် Chelsea အနေနဲ့ပြန်လာဖို့မျှော်လင့်ရင်ဗီဒီယိုလေးတွေမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်